မြမပြိုးပြလာခြင်းနေပြီးလူငယ်တွေမြေတော်မြောက်ပေးခြင်းနေတဲ့ဂျင်းလူငယ်ဖိုက်တာဂျော့ရှွာဗန်ဂျော့ရှွာဗန်ကတကယ်အားကြဖို့ကောင်းနေသူပဲ UFC လိုကမ္ဘာကျော်ပရိုမိုးရှင်းကြီးမှာကစားကွင်းရနေတယ်အသက်ကလည်း23နှစ်ပဲရှိသလားမလို့အခွင့်အလမ်းကောင်းတွေအများကြီးစောင့်ကြိုနေတာပါသူရဲ့ဂျေးစားကစားမဘွားမှတ်တမ်း12ပွဲနိုင်2ပွဲရှုံးဖြစ်ပါတယ် UFC မှာတော့စုပေါင်း6ပွဲကစားထားပြီးတော့9ပွဲနိုင်2ပွဲရှုံးထားတာပါ125ပေါင်ဝိတ်တန်းမှာဗန်နာမည်ရဇာဇာထင်ရှားလာပြီဖြစ်ပြီးတော့ထိတ်တန်းစင်းစိုးတက်လှမ်းလာခဲ့တာပဲဖြစ်ပါတယ် လာမဲ့ပွဲမှာဗန်ဟာဇုံဝင်ရှိဂျပန်ဖိုင်တာရိုက်ဆူရာနဲ့ကစားသွားမှာပါအခုလောအောင်မြင်လာပြီးတော့လူတီများကြော်ကြားလာတဲ့ပုံမှာဗန်ကမပြောရပါဘူးဗျာကျွန်တော်ကချနေရရင်ကြိုက်တာပါလက်ဆွေးကမှမကစားတော့ကတော့အထူးသဘောကြမိပါတယ်ဖိုင်တာရဲ့ဟိုတယ်ဒီမှာတော့ပြိတ္တတွေနဲ့ပြည့်နှက်နေတာပါဒီတော့လက်ဆွေးကမှကစားတာကတခြားမှကစားတာနဲ့မတူပဲခြားနာပါတယ်ခုဆိုရင်လူတော်များကကျွန်တော်အသိနေကြပါပြီကျွန်တော်ပွဲသွားထူတိုင်းသတိထားမိနေကြပါပြီနောက်ဆုံးဝဲမှာဆိုရင်ကျွန်တော်စီလာပြီးတော့ဓာတ်ပုံတွဲရလာမိတ်ဆက်တဲ့ပြိတ္တတွေပို့ပြီးတော့များလာပါတယ် ပွဲတိုင်းပွဲတိုင်းမှာလူတွေကကျွန်တော်ပူတိလာကြပါလိမ့်။သူတွေလာမယ့်ပွဲမှာပေါ့။နောက်ထပ်လူတွေအများကြီးကျွန်တော်တိလာပါလိမ့်မယ်လို့ဆိုခဲ့ပါလိမ့်။ဖန်ဟာမြန်မာနိုင်ငံဘွားချင်းတိုင်းသားဖြစ်ပါလိမ့်။သူကအသက်ရှင်နေရွယ်မှာပုံမကောင်းမွန်တဲ့ဘွားတို့ကမြန်မာနိုင်ငံကြီးထွက်ခွာလာခဲ့တာပါ။လက်ရှိမှာဗန်ဟော့စတယ်မှာသားကြနေဖြစ်ပါလိမ့်။ဗန်နီနဲ့အသက်မွေးပွမ်းကြောင်းတစ်ခုကိုလည်းခိုင်းမပိုင်ဆိုင်ထားတာပါ။မြန်မာပြည်သက်တွေအားပေးကြမှုနဲ့ပတ်သက်ပြီးတော့ဗန်ကသူတို့ကျွန်တော်ချစ်ကြတယ်ဗျ။ကျွန်တော်ကမြန်မာမှာနာမည်အကြီးဆုံးဖြစ်လာပါလိမ့်မယ်။ကျွန်တော်ကျွန်တော်နိုင်ငံစီကိုမကြခင်ပြန်သွားနိုင်မယ်လို့မျှော်လင့်ပါတယ်။ မျိုးဆက်သစ်လူငယ်အတွက်စံပြပုတ်ကိုလည်းဖြစ်ချင်ပါတယ်ဒါကျွန်တော်ရည်မှန်းချက်ပါကောင်းနေပေါ်ကျတဲ့အိမ်မက်တစ်ခုပါလို့ဆိုခဲ့တာပါလက်ရှိမှာမြန်မာနိုင်ငံပြည်တွင်းဆစ်ဖြစ်နေပြီးတော့ van နေနဲ့အလေလာဖို့ဆိုတော့ဖြစ်နိုင်ဦးမှာမဟုတ်သေးပါဘူး van ဟာလာမဲ့ပွဲမှာမြန်မာနိုင်ငံလမ်းကိုကိုစားပြုပြီးတော့ပွဲထွက်လာမှလည်းဖြစ်ပါတယ်ရက်စီကစားမပွားနှစ်နှစ်တာကာလတွင်းမှာနိုင်ပွဲများစွာရပြီးနောက် van က champion စိတ်ကော်ကွေ့ကိုအများဆုံးရကျင်နေပါတယ်ဒီကိစ္စအလေများလိုနေမလားဒါနဲ့ပတ်သက်ပြီးတော့လည်း van ကအလေမလိုပါဘူးဗျာမဟုတ်တာကျွန်တော်ရည်မှန်းချက်ကလာမဲ့ပွဲကိုအနိုင်ဖို့ပဲ ပြီးရင်နောက်ထပ်တပွဲနှစ်ပွဲလောက်ဆက်နိုင်ခြင်းပါတယ်ဒါပြီးတော့ကျွန်တော်အနေနဲ့ချန်ပီယံရှင်ကိုပဲတောင်းပြောလို့ရပြီထင်ပါတယ်လို့ဆိုပါတယ်ဖန်ကဖိုက်တာပါဖိုက်တာဆိုချနေရရင်ကိုကြိုက်နေတာမျိုးပါသူကကျွန်တော်ဖိုက်တာကိုရန်သဘောကြတယ်ဗျချနေရတာကိုမကြိုက်အောင်တော့လုပ်နေရပါတယ်ကျွန်တော်ကဘာမှမရှိတဲ့ဘွားနေလာတာလीဘာပြပြပါလာမဲ့ပွဲမှာအိုက်ဘဲကိုအပြုတ်ဖြုတ်မယ်ဗျာလို့ဆိုသွားခဲ့တာဖြစ်ပါတယ်ဂျိုးရှာဖန် UFC မှာ ranking အဆင့်15ချိတ်တဲ့ကစားမှာပါဒါပေမဲ့ Rice Sura နဲ့ပွဲမတိုင်ဗန်တယောက်အဆင့်ပြုတ်သွားခဲ့ပါတယ်ဗန်တော့တော့စိတ်မကောင်းစရာပါ ဗန်ဟောင်း၂၄ရက်ကစားခဲ့တဲ့နောက်ဆုံးပွဲစဉ်တွေနဲ့ကိုရီတာတန်နဲ့ပွဲမှာနိုင်ပြီးတော့အဆင့်၅ရခဲ့တာဖြစ်ပါတယ်ဒါမှလည်းဒါမှလည်းခုချိန်နေမှာမှဘာမှမတက်နိုင်ပါဘူးဗန်ကတော့ rank ပြုတ်သွားတဲ့ပေါ် ranking ဆိုအလကားပါကွာလို့ရေးတင်ထားပါတယ်ဗန်က UFC ရဲ့အတန်းငယ်ဆုံး champion ဆိုင်ရင်တင်ကျင်တယ်လို့ထုတ်ပြောထားသူပါ champion စိန်ခေါ်ခွင့်ရဖို့ဆိုရင် ranking ထိပ်ပိုင်းကိုတက်နိုင်ဖို့လိုပါတယ်အခုကထိပ်ပိုင်းကိုတက်ဖို့နေသသာအဆင့်မှာပြုတ်သွားဖြစ်ပါတယ်ဖြစ်ကျွန်တော်ဗန်အခုထွားမဲ့ rise suria ကလည်း ranking ဝင်ထားသူမဟုတ်ပါဘူးသူက UFC မှာတပွဲပဲကစားထားရသေးတာပါ rise suria ကတော့ဗန်ကိုလဲထိုးမယ်လို့ကြွေးကြော်ထားပြီးတော့အခု ranking ပြုတ်သွားတဲ့ပုံမှာလည်း ရန်ကင်ဝင်ထားမှုတဲ့ဖိုင်တာမှအပြုတ်ပြုတ်ချင်လားလို့ကြွေးကြော်ထားပါတယ်။စူရာဂျေးစားကစားမဘွားမှာစုစုပေါင်း၁၀ပွဲကြီးကစားထားပြီးတော့ရာနုံပြေနိုင်ထားတဲ့ရှုံးဝဲမရှိဖိုင်တာဖြစ်ပါတယ်။ Rory UFC မှာလိုက်ရစ်ခဲ့ပြီးတော့၃ပွဲကစား၃ပွဲလုံးနိုင်ခဲ့တာကြောင့် UFC ရဲ့ပွဲကြီးမှာထိုးခွင့်ရအောင်စားကြုပ်ချုပ်ခံခဲ့ရတာပါ။အသက်၂၂နှစ်ရွယ်ဖြစ်ပြီးတော့ရန်မောင်းတော့၅ပြည်၆လမှရှိပါတယ်။လက်တန်ရှေးကတော့66လမှရှိပြီးတော့ပေါင်ကတော့125တက်မှ၅ပေါင်ပါ။ UFC မှာစားကြုပ်ရပြီးနောက်ပထမဆုံးစားခဲ့တဲ့ပွဲလွယ်အနိုင်ထားနိုင်ပါတယ်။ သူရဲ့ fighter mat တန်းမှာ10ပွဲနိုင်ခဲ့ပြီးတော့အလဲထိုးဒိုင်းပွဲက4ပွဲအချုပ်က4ပွဲအမှတ်နဲ့က4ပွဲနိုင်တာဖြစ်ပါတယ်သူရဲ့ကစားက standing ကောင်း ground လည်းကောင်းပြီးတော့ပုံစံမျိုးစုံနဲ့နိုင်ပွဲယူတတ်သူဖြစ်ပါတယ် fan နေနဲ့သူ့ကိုအဆင့်ဖြုတ်ခဲ့သူတွေကိုမှိုင်းချောင်းတက်တည်ပြရမှာပါ